ကျားလုံးမဲ့ငါပါဒီနေ့ကတော့ဆရာတို့အနေနဲ့ Predictive Biology Chapter 1မှာပါဝင်တဲ့ Clothing and Shelter ဆိုတဲ့ article လေးနဲ့ပတ်သက်ပြီးတော့ presentation လေးလုပ်ပြမှာဖြစ်ပါတယ်အဲ့တော့ဒါလေးကိုဆရာနဲ့တူတူဆက်ပြီးလေ့လာကြည့်ရအောင်နော်အဲ့တော့ဆရာတို့အနေနဲ့ဒီမှာအဝတ်အချက်ရဲ့အရေးကြီးပုံလေးကိုအရင်ဆုံးပြထားပါမယ်နော်အဲ့တော့ဒီဘက်ကပုံမှာဆိုရင်မင်းတို့ပထမဆုံးပုံမှာဆိုရင် It's cotton summer ပေါ့နော် ရမတန်ပူပြင်းပြီးတော့ခြောက်တွေ့တဲ့ရီယာဒီမှာလဲဆိုတော့ကရတူးနဲ့ light pack ပျော်ညီတဲ့ဝတ်စားကိုဆိုတော့ဝတ်ဆင်ဖို့ဆိုလို့ spine chilling winter လို့ပြောတယ်မတန်မှအေးဆက်နေတဲ့เนาะဒီကဲခဲနေတဲ့ဟလာနေသားမှာဆိုရင်ဆရာတို့ခန္ဓာကိုယ်ကိုရတူးနဲ့ kait ပြော်တဲ့ဝတ်စားဝတ်ဖို့လိုအပ်တယ်ဆရာတို့ခန္ဓာကိုယ်မှာဝတ်စားဒီရတူးမျိုးမျိုးပေါ်မှုတည်ပြီးတော့မျိုးမျိုးလိုအပ်တယ်ဆိုတော့ဆရာက spike နဲ့ပြပြစီဖြစ်ပါတယ် ဲ့တော့ဒါလေးကတော့ textbook ထဲမှာပါတဲ့စာသားလေးကိုဆရာက point လေးနဲ့ထည့်ထားတာပေါ့နော်အဲ့တော့ဗာပြောထားလဲဆိုတော့ you wear the bright people cotton clothes in the summer ဆိုတော့အဲ့တော့ညရာသီမှာဆိုရင်ဆရာတို့ဟာအသက်ရှူချောင်း bright people ဆိုတာအသက်ရှူချောင်းနဲ့ cotton clothes ချီတဲ့အင်ဂျင်ကြီးတွေကိုဝတ်ဆင်ကြတယ်ဒီချီတဲ့အင်ဂျင်တွေဟာလည်း that are obtained from the plants အပင်ကနေဆိုတော့ရရှိတယ်နောက်တစ်ခုကတော့ the thick sweaters ဆိုခေါ်တဲ့ထူထဲတဲ့ sweater အရွေးတဲ့ကြီးတွေ ဒါရင်ကလည်း which cover you up in the cold winters မင်းတို့ကိုဆောင်းရံဒီမှာ cover you up retreat ဆိုလို့ ਨੇ ဒီနော် retreat နေတဲ့ sweater တွေอ่ะဆိုရင်တော့ဆရာတို့က made of the wool that from the sheep ပေါ့အဲ့တော့သိုးကနေရတဲ့အမိုးပေါ့သိုးမွှေးကနေဆိုတော့လောက်ထားတာလို့ပြောထားပါတယ်เนาะဒါတော့အဲနောက်ထပ် lambda slide ဒီမှာဆရာတို့သိုးအပြင်နောက်ထပ်ဒီအမိုးကိုယူလို့ရမယ့်သတ္တဝါလေးတွေကိုလည်းဆရာတို့ပြထားပါတယ်เนาะနောက်တစ်ခုကတော့ leaning and fabric dyes ပေါ့ leaning ဆိုတာကတော့ဆရာတို့ကတည်းက ခြိသားလောက်တော့သူက comfortable မဖြစ်ဘူးတက်ရှိမချောင်းဘူးဒါပေမဲ့ခြိထက်တော့သူကပို့ပြီးတော့တောင့်တင်းနေခိုင်မာတဲ့အသားလေးပေါ့နော်အဲ့တော့ leaning ကိုလည်းဆရာတို့ကအပင်ကနေရပြီတော့တဲ့အဲ့ဒီ leaning ကစားကိုဆရာတို့က fabric dyne ဆိုတာအယောင်စူးကြီးပေါ့နော်အဲ့တော့ဒီအဝတ်ထည်ကိုအယောင်စူးတဲ့စီးရဲ့ဒီ leaning သားရဲ့ဟာလည်းဆရာတို့ drive from the plants ပေါ့အပင်ကနေဆရာတို့ရပါတော့နော်အဲ့တော့ leaning ကတော့ဆရာတို့ဒီမှာတတိယပုံကြီးမှာပြထားတ ါ့နော်အဲဒါလေးကတော့ပထမပုံလေးကတော့ cotton ခြေသား AG နော်ဒုတိယပုံလေးကတော့ဒါ sweater AG အဒီကောင်လေးကတော့ linen သားနဲ့လောက်ထားရအဝတ်ချေပေါ့နော်အဲ့တော့ linen ကြီးပဲတီးတန့်ဆိုတော့ဆရာတို့ဝတ်ဆင်ရတာ comfortable မဖြစ်လို့အဲ linen ကြီးပဲတီးတန့်လို့ဆရာတို့ဝတ်ဆင်လည်းမရှိဘူးဒါမဲ့ဆရာတို့ဒီစပွဲခင်းတို့နောက်ကက်လက်တာတို့နော်နောက်က sofa cushion တို့ပါတော့မှာဆရာတို့ဒါချုပ်လို့ချုပ်ထားရရှိတယ်။အဲတခုရှိတာကတချို့သောအင်ဂျီတွေကိုဝယ်ဝတ်တဲ့အခါမှာမျိုးတတိထားမိလို့လေအင်ဂျီတွေရဲ့နောက်ကျောတစ်စိတ်မှာ cotton က100%လို့ရေးထားတယ်။ဒါတလေလဲ cotton က90% 10%လို့ရေးနေပေါ့နော်။အဲ့တော့ linen ကလည်း cotton နဲ့ရောပြီးတော့အိမ်ကြီးလောက်တက်ပါတယ်။ဘာကြောင့်လဲဆိုတော့ linen ကပိုပြီးတော့တောင့်တင်းခိုင်ပါတယ်။ cotton ကတော့ breathable ဖြစ်တဲ့အတွက်ကြောင့်လူနှစ်ခုကိုရောပြီးတော့ဆက်ရတာအဥပဒေလဲဆက်ထုတ်လုပ်မှုရှိတယ်။နောက်တစ်ခုကတော့ polyester လို့ခေါ်တဲ့အသားပေါ့နော်။သူကတော့ဆရာတို့ကကြာသဘာဝကနေရေးဆရာတို့ကဒါပေါ့ဒီပုံလေးပေါ့နော်။အဲဒီပုံလေးဆိုရင်ဒါမျက်မှန်မှာတုတ်တဲ့အဝတ်လို့ เนาะဒီလိုပုံမျိုးလေးရှိမယ်เนาะဒါမျိုးလေးတွေကိုလည်းပိုလီအက်စတာလို့လည်းဆရာစောင်းတွေလည်းလောက်ကြတယ်เนาะခြုံဆောင်တွေခြုံဆောင်တော့လောက်ကြပါတယ်เนาะဆရာကော်တွန်နဲ့လည်းခြုံဆောင်လောက်တာပဲเนาะခြီးနဲ့လည်းခြုံဆောင်လောက်တာပဲအဲ့ဒီအေးတဲ့နိုင်ငံတွေမှာဆိုလို့ဝုန်းဆိုရယ်တိုးမွှင်းနေလို့ဆိုရယ်ခြုံဆောင်လောက်တာပဲเนาะဒါကတော့လောက်ကြပါတယ်เนาะအဲ့တော့ပိုလီအက်စတာကတော့ဆရာပိတ္တဒီမှာပြောချင်တာလို့သူက produce from the fossil fuels ပေါ့ရုပ်ချင်းလောင်စာတွေရတယ်ဆရာကရတယ်ပြည်နယ်သဘောကအပင်ကနေတဘာဝရတာမဟုတ်ဘူးဆရာတို့က natural gas ဒီ being cooked wine ဒီเนาะအဲ့ဒီကနေပြီးတော့ဆရာတို့တခွဲကမ်းမှာအဆင့်ဆင့်ဆရာတို့ကထုတ်ပေါ်ပြီးတော့ chemical တွေနဲ့ဆက်ယုံနေမှာ man made ပေါ့เนาะ synthetic เนาะအဲ့တော့လူလုပ်တဲ့ chemical အနေနဲ့ဆရာတို့ဒီအဝတ်ထည်ကိုပြုလုပ်တာဖြစ်တယ်ဒါတွေကတော့အပင်ကနေဆိုတော့တည်းရရတာမဟုတ်ဘူးနောက်တစ်ခုကတော့ nine လို့ nine လောက်ကလည်းသူမြည်လကောင်းမယ်ဆိုတော့ petrochemicals ဆိုတာတူတူပါပဲเนาะ fossil fuel လေးလိုပါပဲ natural gas တွေ crude oil တွေလောက်တာသူကတော့ဒီပုံလေးပေါ့เนาะဒီလိုအသားလေးဆိုမှဆိုတော့ဘာမှပြုတ်နေလဲဆို ဒါမိုးကပေါ့နော်အနေဘက်ဒီမှာဆိုရင်တော့ဆိုတော့ సైకిల్ ဒီနဲ့တွားကြရတယ်ဆိုတော့ဒါဒီလိုမိုးကအင်ဂျင်လေးကိုဝစ်ဆုံကြအဲ့တော့ရွေးလဲနှွေးလေးနဲ့အထက်မှာသူကဒီကော့တန်တို့တခါကြည့်ရောမူးတို့ပါတက်တယ်ပေါ့နော်ဒီအတွင်းထဲမှာပေါ့နော်အပြင်အားပြည့်စုံတာအပြင်အသားကိုတော့နိုင်ငံနဲ့လောက်ထားတယ်ဒီတိယပြည့်ဆိုတော့ကမိုးရီဆိုတော့ဒါတော့တိဖတ်နိုင်တယ်ပေါ့နော်ဒါလေးတွေကတော့ဆိုတော့ဒါအဝတ်ချေမျိုးစားလေးကိုဒီ site မှာပြထားတာပေါ့နော်အဲ့တော့နောက်ထပ် slide တစ်ခုကတော့ဆိုတော့ဒါ ဝစ်ချယ်ရီကိုဆရာတို့အပင်ကနေရတဲ့အခါမှာနော်အဲ့တော့ရလိုက်အပင်ကနော်ဆရာတို့ရှိတဲ့ဒီဝစ်ချယ်ရီကိုဆရာတို့ plant fiber ပေါ့နော်ဒီအပင်ကရတဲ့အမြင်တွေကနေဆရာတို့ထုတ်လုပ်တာဖြစ်တယ်အဲ့လိုထုတ်လုပ်တဲ့အခါမှာ plant fiber တွေကိုဆရာတို့က cells နဲ့ပြောတဲ့အခါမှာဘယ်လို cell မျိုးရဲ့ဝင်သွားလဲဆိုတော့ plant fiber ဟာ scalary kinetics လို့ခေါ်တဲ့ cells တွေကိုဝင်သွားပါအဲ့တော့ဒီ scalary kinetics ဆိုတဲ့ cell ကဆရာတို့ greater chapter 2မှာလည်းဆရာတို့သင်ခဲ့ပါတယ် scalarit ပေါ့နော် fibers and scalarit ဒါအသင်ကလည်းကြားတယ်သူကမကြောတယ်တောင့်တင်းတယ်အသင်ကို strength ပေးတယ် lucellus တွေဆိုတာ scalarin computer cell လို့ခေါ်တယ်အဲ့တော့ဆရာတို့ကနော်အဲ့တော့ခြေတဲကိုရတဲ့အပင်နိုင်လုံကိုရတဲ့အပင်စတဲ့အပင်ပေါ်မှကြည့်ပြီးတော့အင်းရဲ့ fiber တွေက texture အထိတွေ့ပေါ့နော်ဆရာတို့ကကြမ်းသလားနှုတ်သလားဒီပုံမှာကြွားမယ်နောက် strength ဆိုရယ်တောင့်တင်းအားဒီပုံမှာလည်းကြွားမယ်နောက် chemical position လို့ပြောတယ် အဲမှာဓာတုဒေတာကျတော့ပေါင်းနေဘယ်လိုမျိုးဖွဲ့စည်းထားလဲဆိုတဲ့ပုံမှာမူတည်ပြီးတော့ဆိုတော့မျိုးမျိုးတပါ꿰ပြားလို့ရှိတယ်။အဲ့တော့ mostly အများအားဖြင့်ကတော့ calorie committed cell လို့ပြောလိုက်ရင် inactive cell ဖြစ်တယ်။ inactive cell ဆိုတဲ့သဘောကဆိုတော့ cell တွေကြီးဒါအရှိဖြစ်တယ်။နောက်တစ်ခါ thick wall နေရံတွေထူမဲ small cavity အတွင်းထဲမှာအခေါင်းပေါက်ကတိတိလေးပဲပေါ့။နောက်ဒါကြောင့်မို့လို့အသားထူရဲ့ကြောင့်ဆိုတော့ပို့ပြီးတော့ခိုင်မာရဲနောက်တစ်ခါ tapering ends ကနော်ဒီ thick ကြီးမှာပါဖြစ်လဲဆိုရင်ဒါအချွန်လေးတွေပေါ့နော်ဒီလိုလေးဖြစ်မယ်။ ဲ့ဆိုအဲ့တော့ဒီလိုမျိုး temporary uptick ကကျင်းဟာတဲ့ဘာပြောလဲဆိုတော့ due to the deposition of the cellulose and the lignin အဲ့တော့ cellulose နဲ့ lignin ကလည်း cell breakdown chapter 2မှာဒီတက်ပြန်လာပြတာပါ cellulose ဆိုတာအပင်မှာရရှိတဲ့ compound တစ်မျိုးဖြစ်တယ်တတိယဖြစ်အပင်ရဲ့ cell wall မှာကျတော့တွေ့ရှိရတယ် carbohydrate တစ်မျိုးပါလေနော်တခြား compound တစ်မျိုးပါပဲဒီ level stress ဖိုင်မှာမှုကိုပြီးရတယ်နောက်တစ်ခါ lignin ဆိုတာလည်းကတစ်ပင်ရဲ့ပင်စည်ပါဆိုပြီးတွေ့ရတတ်တဲ့အသားမျိုးပေါ့နော်ဒါမှမဟုတ်ခောက်ခောက် နော်အဲ့ဒီလိုမျိုးအရာတွေကတဲ့လာပြီးတော့ဒီမှာလာပြီးတော့ chemical ရဲ့လာစုတဲ့အတွက်ကြောင့်ဒီနေရာဟာ separate ဖြစ်သွားနောက်ဆုံးတစ်ချက်ကတော့ they are overlapping and interlocking the cell wall ပေါ့သူရဲ့ဒီဒီအပြင်ထဲမှာရှိတဲ့ဒီ cells တွေကဆိုတော့တစ်ခုနဲ့တစ်ခုပြုတ်ထွက်မသွားအောင်တဲ့အခုနဲ့တစ်ခုကဘာလို့ပြောလဲဆို overlapping ချက်တာနော်ဒီမှာဆိုတော့1 2 3 4 5 6ချက်ထားတယ်အဲ့ဒီချက်ထားတဲ့တစ်ခုချင်းစီလို့ဆိုတော့ interlocking လို့ခေါ်ရဘာလို့ခေါ်လဲဆိုတော့ lock ပေါ့နော်ဒီ top cut တယ်လို့ပြောတာတစ်ခုပေါ်တစ်ခုဆက်ပြီးချုပ်ထားတယ် ဲ့တော့ဒီအလဲဟာလေးကိုဆရာတို့ထုတ်ချင်တယ်ဆိုပြီးဒီပုံဆွဲပြုတ်ငှားရမယ်ဒါကိုဆွဲပြုတ်ငှားရမယ်အဲ့ဒါမှဒီအမြင်လေးကအပြင်ကိုထွက်လာတယ်အဲ့ဒီလိုမျိုးတစ်ခုနဲ့တစ်ခု interlock လုပ်ထားတဲ့ structure scalary committed cell တွေဟာတောင့်တင်းခံနိုင်ရဖြစ်တယ်။ဒါကြောင့်မလို့လေဆရာတို့ကဒီလိုနဲ့ရရှိတဲ့ protect ကိုဆရာတို့ကချိန်မြင့်တဲ့အခြေအနေလုပ်ငန်းတွေမှာအသုံးပြုပြီးတော့ချိန်တဲ့ AG လို့နော်နောက်တစ်ခါ collector တွေ၊ cap cut တွေနော်နောက်တစ်ခါ supervision တွေ၊ AK တွေ၊ account တွေ၊ချုပ်ဆောင်တွေစသည်ဖြင့်ဆရာတို့က Theologia ဖြစ်တယ်နော်ဒါလေးကစကယ်လန်ဖန်မီဒက်ဆယ်ဆိုကြောင်းကိုဆိုတာပြီးပြီးတော့ Christian chapter 2မှာပါခဲ့တဲ့အားလေးကိုလည်းကြည့်ပြီးပြန်ရှင်းပြခါချင်းဖြစ်ပါတယ်အဲ့တော့နောက်ထပ် slide တစ်ခုရဆိုတော့ cocktail ဒါတော့တမ်းသားတို့မမြင်ဘူးမှာဆိုလို့ဆရာပြထားတာဒါတော့ wagon ပင်ပေါ့ခေါ်တယ်ဒီကနေပြီးတော့ဆရာတို့ cocktail ဆိုရဲချီတဲ့ ACD ကိုဆရာတို့ကဒီ fiber တွေကနေဆရာတို့ထုတ်လုပ်တာသူရဲ့တိတ်ပံနာမည်ကတော့ gospian spp အဲ့ scientific name တွေကိုပုံမှန်အားဖြင့်ဆိုရင်တော့ကျတော့အရှိမဆိုရင် genus ပေါ့ဒါကနော် genus နာမည်နော် genus ပေါ့နော် costian ဆိုတာသူရဲ့ genus နာမည်ဖြစ်တယ်နောက်ကတော့ကျတော့ species နာမည်ကိုပြရမှာဒါပေမဲ့မျိုးကွဲပေါင်းများစွာရှိတဲ့အတွက်ကြောင့်သူက species ကိုနာမည်တိတိကျကျမပြောတော့ဘဲနဲ့ costian species ဆိုပြီးတော့ပြောလိုက်တယ်ဒီညမှာ font error ကြီးကြောင့် identity နော်စလုံးအဆောင်လေးနဲ့တိတ်ပန်နာမည်ကိုမရေးလိုက်ရဘူးဆိုတော့အဲကျောင်းနားလည်ပြီးပါ ုတ်ပြီဒါလေးကတော့ဆရာတို့ကဒီဘက်ပုံလေးမှာဆိုရင်ဒါကခြေတဲကနေလောက်တာတယ်ဆိုတာပဝါလေးလို့ပေါ့နော်ဟာဒါလေးအေးမြတယ်ရေလဲဆက်ခြေရဲ့ပုံပါနည်းရေဆုပ်မှုအားလည်းကောင်းတယ်အေးလဲအေးတယ်နောက်ဝက်ကရလည်းအဆင်ပြေတယ်တောင်းရတယ်လို့ဆရာတို့ကအရင်မဲ့ဟိုထိတွေ့မှာအဆင်ပြေတယ်ပေါ့နော်ဒါကောင်းတယ်ပေါ့ခြေသားဆိုအားလုံးချိုက်ကြတာပဲနော်ဒါကြောင့်မို့လို့လေ the wall sheet fibers plan ဒီမှာလုံးမှာဒါလည်းအကျော်ကြားတော့လည်းဒီကြိုက်အများဆုံးခြေပေါ့ကောင်း ဆောင်ပြနေရယူထားတဲ့နော်အတင်ကနေရတဲ့ fiber မျိုးစားဖြစ်တယ် the industrial crop of the myanmar for the raw material raw material ဆိုကုန်ကျန်ကုန်ကျန်ဆိုဆရာပြောမှာဒီလိုပုံလေးပေါ့နော်အဲဂျာရဆရာတို့အင်ဂျီကြီးဆောင်နေမလို့ကသေးဘူးဆရာတို့ကဒီချီမြင်တဲ့ဝါကုန်းကနေဆက်ရောက်လာဒီချီကိုဆရာတို့ကဆွဲယူပြီးတော့ဒါအလိတ်လိုက်ပေါ့နော်ဆရာတို့ခံပြီးတော့ကုန်ကျန်လောက်လာတဲ့ဟာကိုတဲ့ supplying to the domestic industries and the export ပေါ့အဲ့တော့ပြည်တွင်းကဆက်ရောက်ပြည်တွင်းမှာကုန်ကျန်ကနေကုန်ကျော်လောက်တဲ့ တဲ့ဝင်ကိုလည်းတင်ပို့တာရှိတယ်လို့တဲ့နောက်တစ်ခုက export ဆိုတာနိုင်ငံကိုတင်ပို့တာလည်းရှိတယ်အဲ့တော့ main areas of the cotton cultivation are central myanmar around the mandalay နောက်တစ်ခုကလည်းဆိုရင်က the kui and the sakai region ပေါ့နော်အဲ့တော့အထူးကမြန်မာနိုင်ငံမှာဒီချီမြန်တဲ့ဝါကုန်းကို site ပြိုးပြီးတော့ဆိုရင်ထုတ်လုပ်တဲ့မြို့တွေကိုပြောပါဆိုမြန်မာနိုင်ငံရဲ့ central myanmar အလယ်ပိုင်းဒေသတွေဖြစ်တယ်ပေါ့နော်အဲ့တော့ဘာတွေလဲဆိုလို့ရှိရင်ဆရာတို့က mandalay မြို့ရဲ့ပြီးရင်နောက်တစ်ခါ the kui ရဲ့နောက်တစ်ခါ sakai တိုင်းမြို့ များအဖြစ်သားကိုလက်ကြရပေါ့နော်ဟုတ်ပြီအဲ့တော့ဒါလေးကခြေတယ်လေးအကြောင်းကိုဆရာပြပြထားတာပါအဲဒါလေးကတော့ဆရာတို့ကကျုပ်ပေါ့ဂုံရှော်ဂုံရှော်ကတော့ဆရာတို့အများပြတော့အဝတ်အစားတွေမှာလုံးလို့လောက်တာမရှိဘူးဘာဖြစ်လို့သူကလည်းလည်းချမ်းတယ်အဲပြီးတော့ပို့ပြီးတော့ခြေထက်ဆိုင်ပို့ပြီးတော့ stretch ပေါ့တောင်တင်ရအရန်ကောင်းတဲ့အတွက်ဆရာတို့ကဒီလိုမျိုး cup pad နော်စပွဲ sorry အဲဒီကလူကြီးပေါ့ချမ်းချင်းနေမှာလဲဆိုတော့တုံးတယ်နောက်တစ်ခါဒါကန်းချီတွေမှာလीတင်လက်ကန်းချီတွေမှာတွိုင်းနေဟာအတိတ်ကိုပဲ ကန်တက်ကလေးမှာထိုင်ကုန်လေးနေနဲ့အမိုးလေးလောက်ထိုင်နေနေရာမှာလေဒါဂုံရှော်လည်းအမိုးဖြစ်ရူဘင်မက်တီရီယယ်ဖြစ်ဆရာတို့သုံးတယ်နောက်တစ်ခါဂန်နီဘတ်စ်လို့ခေါ်တဲ့ဂုံမီအိတ်တွေလေဒီသားတို့ဂုံမီဘူးလားဆရာငယ်ငယ်တုန်းကတော့စက်တုံညီလို့စက်တုံဖြူလို့ဆိုရင်ဒီလိုမျိုးဂုံမီအိတ်တွေနဲ့ချဲ့ကြတယ်ပေါ့နော်ဂုံမီအိတ်တွေနောက်တစ်ခါတော့ကတ်တင်းဒါဆိုရင်ဒါကလကာဒီဇိုင်းကြီးပေါ့နော်ပြီးရင်ဒါမျိုးလောက်ကြတယ်အဲ့တော့ဒါကြီးကတော့ဆရာတို့ကဒါကအကုံရှော်ရဲ့ကျိုးချစ်ထားတဲ့ပုံစံလေးကိုကုံရှော်အမြင်လေးပဲဒီမှာဆိုအမြင်သေးသေးလေးတွေ့လိမ့်မယ်အဲ့ဒါလေးကိုဆရာတို့ချစ်ထားတဲ့ပုံစံလေးကိုကြားတယ် ော်သူ့ရဲ့တိတ်ပံနာမည်ကလည်း Corpus SP SPP ပေါ့နော် Corpus ဆိုတာတော့ဒါ genus နဲ့ဖြစ်ပြီး SPP ကတော့ဒါ species ကိုမျိုးကွဲပေါင်းများစွာရှိတဲ့ species လို့ပဲကျင်ပြထားချင်ဖြစ်တယ်။ဟုတ်ပြီနောက်တစ်ခုကတော့ဒါလေးကတော့ဆက်ပါအောင်ပြန်ပြောရမယ်။ Very valuable fast fiber ။ကျွန်တော်ရှိတဲ့နော်အတင်ကရတဲ့အပြင် tropical plant ဆိုသူကအပူပိုင်းဒေသမှာပေါက်နော်ဒါကြောင့်မို့လို့ဒါဆရာပုံလေးပြထားတယ်ဒီပုံလေးဆိုတာဂုံလျှော်ပြင်တာမချောက်တွေ့ခင်ပေါ့နော်အဲဂုံလျှော်လေးကြီးစိမ့်နေဒါကတော့ဒီကနေအမြင်တွေကိုဆွဲထုတ်ထားတဲ့ပုံပေါ့နော်ဒါကတော့ကုန်ကျန်းဖြစ်တော့ပေါ့ in hot and humid climate ပူပြင်းတယ်နော်ဆွတ်ဆွတ်တဲ့နော်ရာသီဥတုနော်ပူပြင်းချောက်တွေ့ပြီး sorry ပူပြင်းပြီးဆွတ်ဆွတ်တဲ့ humid ဆိုတာအဲဆွဆွမှုရှိတယ်ပေါ့နော်ရာသီဥတုတွေမှာပေါက်ကြတယ် under the condition of the plenty of the rain နော်သူကတော့ဒီ သူ့ရဲ့အစောပိုင်းကာလမှာဆိုပြီးသူကငိုးကြိုက်တယ်ပေါ့နော် floating at the later stage ဖြစ်ဆိုတော့ဒီနောက်ပိုင်းသူဒီလိုမျိုးအပင်ကြီးဖြစ်သွားရင်တော့လည်းဒီရုပ်ပဲရပြီပေါ့နော်အဲ့တော့ပူမေးဆွဆွတဲ့နေရာဒါဆက်စစ်ဒီအိန္ဒိယဘက်ဆိုတော့နော်ဒါအခုစားတယ်နဲ့ပါချာကြည့်ရတယ်နော်အိန္ဒိယနိုင်ငံကပုံကံလေးနဲ့တော့ဖြစ်တယ်နော်ဒီလိုဖြစ်မှာလို့ဆရာတို့ပြောတယ်နောက်တစ်ခုကတော့သူက world chief material for manufacturing the test fine textile ဆိုတာရှင်မြန်တဲ့အခြေလေးလုပ်ငန်းကိုပြောတယ် making the တဲ့နော် ရူဘင်မက်တီရီယယ်နော်နားတော့ခေါင်းမိုးလေးနောက်တစ်ခါဗာပြောထားလဲနောက်တစ်ခါ cuttings နော် c u r t a i n s cuttings ဆိုတော့အဲကျွန်တော်ကကျွန်တော်တို့ပြောတဲ့ light car တွေနောက်တစ်ခါ candy bag ဆိုတာကျွန်တော်တို့ကဂုံကြီးအိတ်ကြီးပေါ့နော်ဒီမှာဒီမှာနော်အဲ ruben material ဆိုတာဒါမျိုးကိုပြောတာ candy bag တွေ cutting တွေနောက်တစ်ခါ floor ပေါ့နော် chanting တွေမှာလည်းသုံးတယ်ဟုတ်လားဆက်ကြည့်အောင်ဟုတ်ပြီဒါတော့နောက် စီဗီကာချာစီဗီကာချာကတော့ဆရာတို့ကအပင်ကနေရတာမဟုတ်ဘူးစစ်ကွမ်လို့ခေါ်တဲ့ဥချင်းမြေထုတ်လုပ်ပေးတဲ့အကောင်ကြီးတွေကိုဆရာတို့ကမွေးတာနော်ဒါကတော့ဆရာဒီမှာအဲဒါလေးကိုဟာကြည့်လို့လဲလှအောင်မနော်ပုံစံလေးပြဆရာအိုင်ဒီယာလေးပြထားတာပေါ့နော်ဒီပုံလေးဆိုရင်ဒါစစ်ကွမ်လေးပေါ့နော်ဆရာတို့ဒီအကောင်လေးဖြစ်လာဒီအကောင်လေးမဖြစ်ခင်မှာသူရဲ့ life cycle မှာကျွန်တော်ဘက်မှာလည်းပြပါမယ်နော်အဲ့သူရဲ့ life cycle မှာဖြစ်လာတဲ့ဒီ cocoon လို့ခေါ်ရဲဆိုတော့ဒီချီပိုးချီအိမ်လေးတွေကနေ ဆရာတော့ဒီအိုးချီလို့ဆရာတော့ sweat ထုတ်တာပေါ့နော်ဆိုတော့ဒီအကောင့်လေးတွေရဲ့တတိသားလောင်းကနေပြီးတော့ adapt ပေါ့ပုံစံမပြောင်းခင်မှာဆရာတို့ဒါလေးကိုအဲဒီချီမြင်လေးကိုဆရာတော့ sweat ထုတ်လိုက်တာပေါ့နော်အဲ့တော့အသက်ကြီးလာရင်ဒီစစ်ကောင်းလေးတွေဒီပုံစံလေးဖြစ်ပေါ့မှာဒါကတော့ဘယ်သူလဲသိရမလားဆီလီကာကောမတ်ဆိုတာနော်ဆီလီကာကောမတ်ကဒါသူဝတ်ထားတဲ့ဒါဝတ်စားဆိုတဲ့ဒါဆီလီကာချာနော်ပိုးသားနဲ့လောက်ထားတာပေါ့ဒီကနေရတဲ့အဝတ်စားအပြင်လေးနဲ့ထုတ်လုပ်ထားတဲ့အဝတ်စားလေးဖြစ်တယ်နော်ဒါကတော့နှစ်ယောက်လုံးကတော့ တက်ရှိနှမျိုးလုံး biology မှာဆိုတော့ဒါအကောင်ကြီးအရောက်ကြီးဆိုတာဒါတက်ရှိပေါ့တက်ရှိနှမျိုးလုံးကတော့အဲဒါဟိုလှပနေတာပေါ့နော်စနကောမက်ဆိုလည်းပြီးတော့ဝတ်စုံနေတယ်ပြီးမှဆိုတာဒါလှပတယ်ဒါလေးကလည်းစစ်ကောင်းကြီးကြည့်ရမှာပေါ့ဒါပေမဲ့လည်းဆရာတို့ဒီအဲ human right ပေါ့လူအခွင့်အရေးဆိုတာရှိတယ်လို့အခုခေတ်မှာပါလိခေတ်စားလာလို့ဆိုတော့ animal right ပေါ့နော်တရိတ်ဆန်တွေမှာလည်းသရဝါတွေမှာလည်းသူတို့ရဲ့ကိုယ်ပိုင်ခွင့်ရရှိတဲ့အတွက်ကြောင့်ဒီချင်းမြင်တဲ့ထဲလုံငန်းမှာ silica ချားဆိုတဲ့ပိုးမွေးပြီးတော့လုပ်တဲ့အလုပ်က နည်းနည်းလေးတော့တချို့သောအဖွဲ့အစည်းတွေကြတော့မှာ controversial လို့ခေါ်တယ်အရင်ပွားမှုတွေတွေတော့နည်းနည်းတော့ဖြစ်တာပေါ့နော်ဒါပေမဲ့လည်းတရိစ္ဆာန်တွေပေါ့အသုံးပြုပြီးတော့လူတွေကတော့ကိုယ်ရည်တွဲထုတ်ပုံပြီးတော့ဆက်လက်ပြီးတော့ဒါထုတ်နေကြတုံးပါပဲနော်နောက်ထပ် slide တွေတစ်ခုထပ်ပြီးလေ့လာရအောင်အဲ့တော့ဒါကတော့ကျွန်တော်တက်ဆူထဲမှာပါလိုက်စာလို့အစ်စ်ဆိုရယ်ဖိုးထဲဟာ is called the queen of textile အဲ့တော့ textile ဆိုချီမင်းနဲ့ဆိုတော့မှာဘယ်ရမလို့လဲ ာလို့လဲသူ့ရဲ့ quality ရည်သူရကြသူ့ရဲ့အရည်သူရ luxury ထက်တန်းကြတယ် elegant ဂုဏ်ချက်တည်ရှိ class အဆင့်တန်းတစ်ခုမှရှိ high class တွေမှာဝင်နိုင်ပြီး comfort ကိုတာရ comfort တွေကလည်းဒီ quality တွေကြောင့် queen of that style ဟာစီရန်နဲ့အတူတူလုပ်မှာ queen ပေါ့နော်ဒါအကောင်းဆုံးပြင်မှာလို့စဉ်းစားတယ် one of the most expensive fibers အဲ့တော့ဒီအကြီးဆုံး fibers တွေထဲမှာတခုအကောင်ဖြစ်တယ် ကြည့်တဲ့ it course ၎င်းရဲ့ထောက်ရမှုကုန်ကြစေနော်သူကအကောင့်လေးတွေမွေးရတဲ့အကောင့်လေးတွေကိုအစာကျွေးရတဲ့အကောင့်လေးတွေရဲ့ကာလတစ်ခုကိုစောင့်ရတဲ့သူတို့ရဲ့ဒီအဲကြီးပြင်းနေတဲ့ကာလနော်ခေါခုံးကာလဒါနောက်မှဆက် life cycle လေးကြာနော်အဲ့ဒီကာလတစ်ခုကိုစောင့်ရတယ်ပြီးရင် five years projection process ဆိုတာထောက်ရမှုကအချိန်တစ်ခုပေးရတယ်ကုန်ကြစေညားတယ်ဒါကြောင့်မို့လို့လဲသူဒီဈေးကြီးနေတာဖြစ်တယ် That is the major source of the textile industry around the world after the cotton. cotton ပေါ့နော် cotton ဆိုတဲ့ခြေတွေကတော့အဲပထမဆုံးဝင်နေမှာပဲ။ဘာကြောင့်လဲဆိုတော့သူကတော့အတင်ကနေရတာလည်းဖြစ်တယ်ပြီးရင်နောက်တစ်ခုကဝစ်ကြတာလည်းတက်တောင့်တက်တာရှိတယ်။ဈေးကလည်းအဲအမျိုးမျိုးစားစားရှိတဲ့အတွက်ကြောင့်လူတိုင်းတက်နိုင်တဲ့အတွက်ကြောင့် cotton ပြီးရင်တော့ဒီအဲ့လား six ဒီအဲဒုတိယလိုက်တယ်လို့သူကပြောထားတာ။ Silica has become one of the most important cottage industry in the China Japan, India, Korea, Brazil, Russia, Italy, and the France. These are the most important cottage industry. ဒီကြည့်ပြီးတော့ပေါ့နော်အရင်အရေးကြီးတဲ့ဒီ cottage industry ဝစားနဲ့အထည်လေးလုပ်ငန်းဝစားလုပ်ငန်းတွေမှာဝတ်ချက်လုပ်ငန်းတွေမှာပေါ့နော်ပို့ပြီးတော့ဒါဟာချစ်တယ်ပေါ့နော်တခြား China Japan India Korea Brazil Russia Italy and France ပေါ့အဲ့တော့ဒီပုံစံကိုကြည့်ရင်အရှေ့တိုင်းရောအနောက်တိုင်းရောပေါ့ဒါပိုးတယ်နော် China တို့ဒါ Japan တို့ India တို့ဆိုတာအရှေ့ဘက်ပေါ့နော်အဲမှာ ရုရှားရောနောက်တကအီတလီနဲ့ဖရန့်ဆစ်ဆိုတာအနောက်ဘက်ဖြစ်သွားပြီเนาะအဲ့တော့အရှိကောအနောက်ကောကမ္ဘာအရှိကောအနောက်ကောကဒါဟုတ်တော်တော်လေးကိုတင်းချေချေเนาะအစင်ကြမ်းမြင့်နဲ့ဝတ်ချက်ပြီးယူဆပြီးတော့ဒါထုတ်လုပ်ပြီးဝတ်ဆင်ပြီးကြာအဲ့ဒီမှာထုတ်လုပ်တဲ့သူကเนาะဟောတူမိန်ပရိုဂျက်စာအော့ဖ်သချိုင်းနာအင်အိန္ဒိယပေါ့เนาะသူတို့နိုင်ငံကတော့အဓိကထုတ်လုပ်တဲ့ကျဲမှာပါပြီးတော့ together the manufacturing more than the 90% of the world protection issue ရတနည်းတနည်းမှာဒီကွာလုံးမှာထွက်တဲ့ ဒီ90ရဲ့နော်90ရာခိုင်နှုန်းလောက်ကအဲချိုင်းနာနဲ့အိန္ဒိယတွေကထုတ်တယ်လို့ပြောတယ်တော်တော်လေးများတာပေါ့နော်နောက်တစ်ခါမြန်မာနိုင်ငံမှာလည်းမရှိဘူးလားရှိတယ် Silicon Valley Fund in Pyongyang နော် A တဲ့ဒေသဖြစ်တယ် Pyongyang နောက် Nandle region နဲ့နောက်တစ်ခါ Central Area of the Chinese State မှာကျွန်တော်တွေ့ရတာဖြစ်တယ်